နှစ်ပေါင်း၁၀နှစ်ချီကြာပြုလုပ်ခြင်းမရှိခဲ့တဲ့မြို့သားအားစားပွဲတော်ကို၂၀၁၅ခုနှစ်ဇန်နဝါရီလမှာအားစားဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ကျင်းပဖို့စီစဉ်ထားတယ်လို့အားစားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးတောင်ထိုက်ကပြောပါရယ်။ဇူလိုင်လ၂၀ရက်နေ့ကပြုလုပ်တဲ့မြို့သားလွှတ်တော်မှာတက်မတော်သားကိုစလေဘုံမူအောင်ကိုမင်းမင်းမြတ်နဲ့အခြေခံပညာကျောင်းတွေကိုအခြေခံပြီးနိုင်ငံအနှံ့ပြိုင်ဆိုင်မှုပြင်းထန်တဲ့အားစားလှုပ်ရှားမှုတွေပေါ်ပေါက်လာစေရေးမြို့နယ်အလိုက်ကမ်ပွန်းလေးချင်ရေစကန်းငယ်များထူထောင်ပေးနိုင်မှုအခြေအနေကိုမေးမြန်းရာမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာအားကားဝင်ကြီးဌာနအနေနဲ့ပြည်내နဲ့တိုင်းဒေသကြီးရှိမြို့နယ်တွေမှာအားကားကွင်းတွေအားကားယုံတွေပြုပြင်မွမ်းမှန်ခြင်းအသစ်တိဆောက်ခြင်းတွေဆောင်ရွက်လျက်ရှိပြီးပညာရေးဌာနကိုအခအားလျော်စွာ အားကစားပစ္စည်းတွေထောက်ပံ့ပေးလျက်ရှိတယ်လို့ဦးတောင်းထိုက်ကပြောပါရယ်လက်ရှိမှာအားကစားနီးအလိုက်နီးပြတင်တဲ့တွေကိုပြည်ရင်းပြည်ပဆရာတွေနဲ့နေပြည်တော်မှာတင်ကြားပေးလျက်ရှိပြီးအရေးချင်းပြည်မိသူတွေကိုနီးပြတွေအဖြစ်ခန့်ထားမှာဖြစ်တယ်လို့သိရပါရယ်ဒါအပြင်အားကစားဝန်ကြီးဌာနရဲ့အားကစားကွင်းနဲ့အားကစားရုံတွေကိုပညာရေးဝန်ကြီးဌာနကိုအသုံးပြုခွင့်ပေးခြင်းအားကစားနီးပြနီးစနစ်မှုတွေကိုလေ့ကျင့်ပြုစုပြောထောင်ပေးခြင်းတွေကိုဆောင်ရွက်လျက်ရှိတယ်လို့လည်းဆိုပါရယ်ပြန်လည်ပြုလုပ်မဲ့အမျိုးသားအားကစားပွဲတော်မှာចောင်းသားအားကစားသမားတွေပါဝင်ရှင်ပြိုင်နိုင်မှာဖြစ်ပါရယ်